တကယ်လို့ပေါ့လေကြာထိုင်းနိုင်ငံမှာလည်းလက်ရှိကအဲ့လိုမျိုးပေါ့လေမတီးမငိမ်ဖြစ်နေတဲ့ကာလမျိုးမှာပေါ့ဒီညီမရဲ့အရေးမှာပေါ့လေဒီထိုင်းနိုင်ငံရဲ့ပါဝင်နေမှုတွေရောပြန်ပြီးတော့နောက်ဆုတ်သွားနိုင်ပွဲရောရှိမလားဆရာဘယ်လိုမြင်မိလဲရှင်နောက်ဆုတ်ဖို့တော့မရှိဘူးထင်တယ်တန့်ဖို့ကိုပဲရှိပါလိမ့်မယ်နော်အော်အခုလုံးလုံးစီကတော့သူတို့ကအထင်ရှိတယ်လို့သူတို့တွက်ထားနိုင်ပါတယ်နောက်တစ်ခုကတော့ဟာတကယ်လို့ပမာက ရွေးကောက်ပွဲလုပ်မယ်ဆိုလို့လုပ်ကြည့်ပေါ့လုပ်ကြည့်ပေါ့နော်တကူနေနေတာကူမှာပေါ့မကူနိုင်လေလက်ပိုက်ကြည့်မှာပေါ့နော်အဲ့ဒါလိုမျိုးအခြေအနေဖြစ်တယ်နော်ဒါကြောင့်မလို့တကယ်လို့သူတို့ကပမာအရေးဝင်လုပ်မယ်ဆိုသူတို့အနေနဲ့ကတော့အချိန်ရှိသေးတယ်လို့ပြောလို့ရပါဘူးထိုင်းကတကယ်ကူးဆောင်လုပ်မယ်ဆိုလို့ရှိရင်သူကအယူအဖြစ်ပုံများပါတယ်နော် အခုလောလောဆယ်ကထိုင်းကမဟုတ်ဆောင်နိုင်ငံနိုင်ငံကသူ့ရဲ့ပြည်တွင်းရေးပြဿနာကြောင့်ဖြစ်တယ်တကယ်လို့သူ့ပြည်ပြည်တွင်းရေးပြဿနာကအခုလိုမျိုးမရှုပ်ဘူးဆိုလို့ရှိရင်သူကပမာတိတိဆောက်လို့ဥဆောင်နိုင်မှာတေးချပါလေသူလိုမျိုးရိုးရိုးပမာနဲ့ဆက်ဆံရုံနဲ့မကဘူးဒိနီနာချင်းနိုင်ငံတွေအားလုံးနဲ့ဆက်ဆံတာတွေကိုလည်းသူကလှုပ်ဆောင်နေတယ် အခုဆိုလို့ရှိရင်တော့မြန်မာဥဆောင်မြန်မာပိုင်လို့ပြောနေပေမဲ့ကျွန်တော်တို့ကမလုပ်နိုင်ဘူး။ကျွန်တော်တို့ကိုယ်တိုင်ကမလုပ်နိုင်ဘူး။အဲကျွန်တော်တို့ကိုယ်တိုင်လည်းမပူပေါ်ပါလိမ့်မယ်။ဒါရင်းမခတဲ့ဥဒီကျွန်တော်တို့ဗမာပြည်အရေးအတွက်အလေးထားတဲ့နိုင်ငံတိုင်းကလည်းပူပေါင်းတော့လို့ပြောလို့ပါလိမ့်မယ်။အဲကျွန်တော်တို့ဗမာပြည်ကမြန်မာပုံမြန်မာလက် ကိုလည်းလုပ်နိုင်တယ်ကျွန်တော်တို့အင်းကြီးနာရှင်းနိုင်မှလည်းအားလုံးကလည်းတကယ်ပူပေါင်းဆောင်ရွက်မှုရှိတယ်ဆိုလို့ရှိရင်မအောင်ပြအကြောင်းရှိပါဘူးအခုနောက်ပိုင်းနေမှာဗောလေဒီ2021ခုနှစ်စပြီးတော့အာနာသိမ်းပြီးနောက်ပိုင်းနေမှာဒီတွဲဆောင်ဆွေးနွေးမှုတွေဒီငင်းချမ်းရေးဖိုရမ်တွေပေါ့စသဖြင့်လုပ်တဲ့အခါမျိုးတွေမှာဆိုရင်ဟိုတကယ်အမြင်ပြမှာတိုက်နေတယ်ပေါ့လေလက်နက်ကိုင်အဖွဲ့အစည်းတွေပေါဝင်တာမျိုးမတွေ့ရဘူးပေါ့လေဆိုတော့ ဟိုသူတို့တွေမပါဝင်မနဲ့လုတ်တယ်ဒီလိုမျိုးတွေးဆောင်ဆွေးနွေးရေးတို့စကားဝိုင်းတို့ဒီငင်းချမ်းရေးဖိုရမ်တို့ကရောတကယ်ရောထိရောက်မှုရှိပါမလားဗောဘယ်လိုမျိုးမြင်မိလဲရှင်အခုလုတ်နေတဲ့ဟာတွေငါထွက်လာတဲ့ရက်လောက်ပေါ်မှာမူတည်ပါလိမ့်မယ်တကယ်လို့အခုလုတ်နေတဲ့ဟာတွေကဒီအပေါင်းလက္ခဏာရက်လောက်ထွက်တယ်ဆိုလို့ရှိရင်ဒီတိုင်နေတဲ့လူတွေလည်းသူတို့လည်းဒီလိုလက်ပတ်ကြည့်နေကြမလို့ပါဘူးနော်တကယ်လို့အခုလောလောဆယ် အငင်းချမ်းကြီးပေါ်ရမလို့ဘာလို့လုံနေပြီးတော့မှတစ်ခီးသားမထွက်ဘူးဆိုလို့ရှိရင်တော့ဒါကဒီလိုတိုက်နေတဲ့လူတွေကတော့ပူပါစရာမရှိတော့ဘူးပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ထင်တယ်သူတို့ဟာလေအဗမာပြည်ငင်းချမ်းကြီးကိုလိုလားတဲ့လူတွေပဲဘယ်တော့ပဲတိုက်တိုက်တကယ်လို့တို့ဗမာပြည်မငင်းချမ်းရမှာဖြစ်ဘူးဆိုလို့ရှိရင်လေတို့အဲ့လိုမြင်နေဆိုလို့ရှိရင်လေတို့ကပူပေါင်းပါဝင်လာကြမှာပါ အခုလောလောဆယ်ကတော့ငါတို့မပါဘူးသွေးကျွေးမှာသွေးနွေးမရှိဘူးဆိုတာအခုလောလောဆယ်ကပြောအားအများကြီးရှိနေပြီတော့ဟုတ်ပြန်နော်အဓိကကပါလဲဆိုတော့တိရုပ်စကားရှိတယ်နီးတဲ့လူကိုပြောအောင်ထားပါဒါဆိုလို့ရှိရင်ဝေးတဲ့လူကလာပါလိမ့်မယ်လို့ပြောဒီနီးတဲ့လူတွေကိုပြောအောင်ထားတာကျွန်တော်တို့မတွေ့ရလိမ့်ဘူးပေါ့ပြန်နော်အဲအခု ကိုထားခြင်းလို့ထားတဲ့ပုံစံမဖြစ်နေသေးတော့အဲ့ဒီအချိန်ဒီမှာတော့ဝေးတဲ့လူကလာဖို့ခက်ပါလိမ့်မယ်။ကျန်းရေးဖိုရန်အဖွဲ့မှာပေါ့လေဒီ SSC က SSC ဥက္ကဋ္ဌသူမိကုံးပြောသွားတာတွေ့ရတာပေါ့အဖွဲ့မှာစကားပြောသွားတာမှာလူလားချက်တွေကိုလွတ်တော်အသီးသီးမှာဆွေးနွေးဆုံးဖြတ်အတည်ပြုသွားကြမှာပဲဖြစ်တယ်ဆိုပြီးတော့ပြောသွားပါဘို့။လွတ်တော်မပေါ်ခင်ပေါ့လေလူလားချက်တွေတောင်းဆိုချက်တွေကိုဒီတွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှင်းတာတစ်ပေါ့ဒီလွတ်တော်ပေါ်လာပြီးတော့မှလွတ်တော်မှာဆွေးနွေးဆုံးဖြတ်အတည်ပြုတာပေါ့ဒီနှစ်ခုမှာရောဘယ်ဟာကအားနည်းချက်အသာချက်တွေဖြစ်နိုင်မလဲရှင့်ဒီဒီကိစ္စတွေကကျွန်တော်တို့10နှစ်ကျော်ငြိမ်းချမ်းရင်ဆွေးနွေးလာခဲ့အတွေ့အကြုံရဆိုလို့ရှိရင်လွတ်တော်ထဲမှာ ပြောဆိုကြတဲ့ဟာတွေကဒါတွေကတရားဝင်ပြောဆိုတဲ့ဟာတွေဖြစ်တယ်ဒီပုံစံနဲ့ လွတ်တော်အတွင်းမှာပဲဖြည့်ရှင်းမယ်ဆိုရင်သူကတိတ်ပြီးတော့မှကြာမယ်ဆယ်နှစ်ဆယ်မိုးတော့ကြာမယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့အခါကျတော့ဘာလဲဆိုတော့ပြဿနာပေါ်လာပြီဆိုလို့ရှိရင်ဆွေးအစည်းအဝေးတွေအကုန်ရပ်တော့မှတခါလေအချင်းချင်းအလွတ်သဘောအကျင်များစွာတွေ့တယ်အကျင်များစွာညင်ခုံပြီးတော့မှအဖြေရှာတယ် အဖြေရှာလို့ရတဲ့အခါကျတော့မှ အစည်းဝေးပြန်လုပ်ပြီးတော့မှတည်ပြူတယ်။အဲ့လိုမျိုးဖြစ်တယ်။ဒီလွတ်တော်ထဲမှာလုံမယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းပဲဖြစ်မှာပဲ။ပြဿနာတစ်ခုကိုအပြင်မှာအရင်ဆုံးပြောရမှာဖြစ်တယ်။အပြင်မှာအားလုံးအလွတ်သဘောပြောမှုသဘောတူပြီးတဲ့အခါကျတော့မှလွတ်တော်ထဲမှာတွားပြီးတော့မှအတည်ပြူရတာပိုအကောင်းဆုံးပါပဲ။ကျွန်တော်ပြောရတဲ့ဥစ္စာတော့ဒီအတိုးဆုံးနီးလာမယ်ပေါ့။ဒီထက် အထက်ပိုတိုးလို့ရှိရင်တော့တချုပ်ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့အတိုက်ခံနေပြီဗျာကျွန်တော်တို့လက်နက်ချပါပြီဗျာလို့အဲ့လိုပြောရင်လည်းပြီးတော့မှာပေါ့ဗျာဒါဆိုပေါ့လေဒီပေါ့ဟိုတကယ်လို့ပေါ့သူကလည်းရေကောက်ပွဲဟိုကဒီနှစ်ကုံမှာလုံမယ်ပေါ့လေကျင်းတေပေါ့လုံမယ်ဆိုပြီးတော့သူကပြောထားတာဆိုတော့တကယ်လို့ရေကောက်ပွဲဖြစ်ပြီးတော့ပေါ့လေ 我苏亚一些大苏亚在地坡拉皮啵，老多嘞坡拉皮，苏罗县的，人家，台湾人，老人家，我哩来西米马寨哩，夫妻哩，老人家两岁哩哦，我北路看见切段来那些。啊，你好，是苗苗岭里家大概咯，地苏亚的坡拉嘞苏亚的，老多苏亚的，老多的路马路个，啊，人常哩个你女啵，两岁没，新人得对，好佳美。 လို့သူတို့ညှော်လင့်တာပေါ့နော်နောက်တစ်ခုနောက်တစ်ခုကပါလဲဆိုတော့အာပြဿနာတွေကိုလူတယောက်တည်းဆုံးဖြတ်တာမဟုတ်ပဲအများကဝိုင်းဝန်းဆွေးနွေးပြီးတော့ဆုံးဖြတ်တယ်ဆိုတဲ့အခါကျတော့အခွင့်အလမ်းကပိုပြီးတော့မှကောင်းမယ်လို့ပြန်လာရှိတာပေါ့ဗျာအဲဒီတော့လည်းပဲကျွန်တော်တို့ဒီမိုကရေစီအစဉ်လာကပြန်လေတိဆောက်ချင်းဖြစ်တဲ့အခါကျတော့တခါလီကျတော့လည်း အဖြစ်မထွက်ပဲနဲ့တခါလေအာတိုးလိုတန်းလာနဲ့အကြာကြီးဖြစ်သွားတာလည်းဖြစ်နိုင်တာပေါ့နော်သို့တော်လည်းပဲတခုပဲရှိပါတယ်ပြဿနာဖြစ်လာပြီဆိုရင်တိုက်ပြီးတော့မှဖြေရှင်းတာထက်ကျွန်တော်တို့ဆွေးနွေးခြင်းအားဖြင့်ဖြေရှင်းတာဟာအကောင်းဆုံးပဲဆိုတော့အခုပြီးခဲ့တဲ့ကျွန်တော်တို့၄နှစ်ကျော်အတွင်းမှာအတွေ့အကြုံရလာပြီးပြီပဲ